ပရိသတ်များအားလုံးပဲမိင်္ဂလာပါရှင် Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဇင်ဘာလ6ရက်နေ့ည8:00နာရီတရင်များကိုတင်ဆက်ပေးသွားတော့မှာပါ မီဒီယာတခုကိုမတူတလို့မတန်တလို့ဆက်ဆံလိုက်လို့လူပြောများနေတဲ့တင်စာဝင့်ကြုံတတိကရောဆိုပေမဲ့တခြားမင်းသမီးတွေလိုမဟုတ်ပဲရိုးသားကဟန်ဆောင်မှုကင်းတဲ့အပြုတ်မှုတစ်ခုကြောင့်အားလုံးကချစ်ခင်နေကြတဲ့မိုးယူဆန်ပန်ဒီကုန်းရောက်ခမတတိကြီးကိုတောင်းလေးစားမှုမရှိပဲအခုလိုမျိုးပြုတ်မှုဆက်ဆံတဲ့ပန်ဒီကုန်းအမေနဲ့အမရဲ့အကြောင်းဖွင့်ချလာတဲ့လင်းမြဖို့အတုံးဆိုင်ဆိုင်ကလိုက်တဲ့အတူတူခရီးမသွားစင်လို့စီလုံးနိုင်ငံကနိုင်ငံတကာစုကိုယူဖို့ညင်းခဲ့တဲ့ဝင်းမုံရှင်ကြီးစတဲ့တဲ့င်းတွေပဲဖြစ်ပါရဲ့ရှင် ဖိနိုင်ခလန်နဲ့အတူတူကြီးမသွားခြင်းလို့စီလုံးနိုင်ငံကနိုင်ငံတကာစုကိုယူဖို့ညှိနေတဲ့ဝန်မောင်ရွှေကြီးမင်္ဂလာပါပရိသတ်ရှင်ဒီနေ့မှာတော့နုပညာအောင်မြင်မှုရည်စားဟောင်းတဲ့အိမ်တော်ရေးကိုသိခါသားမှာပြတ်သားစွာရည်တည်ပြလိုက်တဲ့အကယ်ဒမီဝန်မောင်ရွှေကြီးရဲ့လေးစားစရာဆုံးဖြတ်ချက်တစ်ခုကြောင့်ပြောပြပေးကြပါရစေ။ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းပါပဲဒီစိန်တုန်းကဆိုင်ဆိုင်ခလိုင်းတဲ့ဝန်မောင်ရွှေကြီးဆိုတာပရိသတ်တွေရဲ့အချစ်တော်ချစ်သူဆိုတဲ့ပါပဲသူတို့နှစ်ယောက်ရဲ့ချစ်ရဲကိုတနိုင်ငံလုံးကဝိုင်းအားပေးခဲ့ကြသလိုရှုလက်တွဲတဲ့အထိမျှော်လင့်ခဲ့ကြပါရစေ။ ဒိုင်းမဲကန်တရားကမျက်နှာသားမပေးတဲ့အခါလမ်းခွဲခဲ့ကြပြီးအခုချိန်မှာတော့ဥမိုလ်ရွှေရောင်စီဝါရေးလုပ်ငန်းရှင်ကြီးနိုင်ပြိုးကျော်ရဲ့ဇနီးအောင်မြင့်တဲ့တတိတော်တရားဖြစ်ဂုံချီရှိရည်တည်နေပါပြီ။အခုချိန်မှာတော့သူတို့နေရာချစ်သူဘာရောကရှိုက်ကူးခဲ့တဲ့ချစ်သူသားပန်းနဝင်ဖြစ်ခဲ့ရင်ရုပ်ရှင်စကားကြီးဟာအခုမှတရုတ်နိုင်ငံကူမီမျိုးမှာကျပခဲ့တဲ့မင်းကောင်လန်ချဲရုပ်ရှင်ပွဲတော်မှာပြသခွင့်ရပြီးစုရရရှိခဲ့တာကစတင်တာပါ။ပုံမှန်ဆိုရင်တော့နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုမှာကိုယ်စကားစုရတယ်ဆိုရဲမင်းသားမင်းသမီးတွေဟာအတူတူတက်ရောက်ကြ ကိုစောနီရက်ခါဘတ်မှာလမ်းလျှောက်ပြီးတော့နိုင်ငံတကာမီဒီယာတွေရှေ့မှာကိုယူဝင်ကြားစွာဆူယူကြတာထုံဆမ်းပါပဲ။ဒါကတရုတ်ဆောင်နိုင်လို့ခြင်းနဲ့ခွင့်ရတခုပါ။ဒါမှမဟုတ်မော်ရွှေကြီးကတော့ဒီရွှေအောင်ခွင့်ရကိုညှင်းပယ်လိုက်ပါရီ။အကြောင်းရင်းကတော့ရှင်းပါရီ။သူမဟာအခုချိန်မှာအင်းအောင်တဲ့မျိုးသမီးတယောက်ဖြစ်နေလို့ပါပဲ။နိုင်ငံသားကြီးစင်တခုကိုချစ်သူဟာဖြစ်တဲ့ဆိုင်ဆိုင်ခလန်းနဲ့အတူတူတွားရောက်ဖို့အတွက်ဟိုတယ်တခုထဲမှာတဲခိုဖို့ပွဲချက်ဖို့ဆိုတာမြမရင်ကျေးမှုရှာရောသူမရဲ့လက်ရှိခင်မုန်းတဲ့ပေါ်ထားရှိတဲ့တစ္ဆာတရားရပါမသိတော့ဘူးလို့ဆုတ်ပြတ်လိုက်ပုံရှာပါရီ။ ဆဆိုင်ခလဘက်ကကြည့်ရင်တော့သူကလူပြိုကြီးမှုပြဿနာမရှိနိုင်ပေမဲ့ဘုံမှုရွှေကြီးတက်ကတော့အခြေအနေမတူတော့ပါဘူး။သူမရဲ့ခင်မွန်တဲ့ကိုနိုင်ပြိုကျော်ဆိုတာကုန်းတည်ရှိစီဝိုင်းရေးလုပ်ငန်းရှင်တူဖြစ်တယ်လို့သူမကိုရင်ကလည်းအိမ်အောင်ရှင်မပြီးသားစွာနေထိုင်တဲ့သူဖြစ်ပါရည်။ဒါကြောင့်အမှုပညာအောင်မြင်မှုတွေခင်မွန်တဲ့စိတ်မချမ်းသာမဲ့အလုံးမျိုးအတိတ်ကအရေးတွေနဲ့ပတ်သက်မဲ့ကိစ္စမျိုးကိုလုံးဝလက်မခံနိုင်မှုဆိုတဲ့ပြက်သားမှုကိုပြသလိုက်တာပါ။တကယ်တော့ဒါလွယ်ကူတဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။အမှုပညာရှင်ဆိုတာအောင်မြင်မှုတွေခံထားတဲ့မိအောင်မှာ နေကျင်ကြသူတွေပါ။ဒါပေမဲ့ဦးမော်ရွှေကြီးကတော့နိုင်ငံတကာစုယူမဲ့ပွဲချက်မိသားစုရဲ့အေဂျင်မုန်နဲ့ခင်မွန်းတရဲ့မျက်နှာကိုပေါ်ပြီးတံမိုးထားခဲ့ပါရီ။မင်းသမီးဆိုတဲ့ကောင်းစင်အောင်မှာအောင်းပြပြီးတော့လိုက်သွားလို့ရှားပေပေဇနီးတွေဆိုတဲ့ကျင့်ဝတ်ကိုဥထိတ်ထားပြီးတော့ရင်းဆိုင်ခဲ့တဲ့သူမရဲ့စိတ်ဓာတ်ကတကယ်ကိုမှရင်းကျက်လို့မာရီ။ဒီလိုရက်ကသူမကိုပြိသက်တွေပိုချစ်စေတဲ့အကြောင်းရင်းပါပဲ။အလာပါတွေမကပဲနဲ့စိတ်ထားပါလာပါပဲအနေတိုင်းဒီနေနဲ့ဝမ်မော်ရွှေရမြန်မာမျိုးသမီးတွေအတွက်စံပြအင်အောင်ရှင်မတယောက်ဖြစ်ကြောင်းသက်သေပြလိုက်တာလည်းဖြစ်ပါရဲ့ ကေပရိသကြီးအမြင်မှုတဲ့တစ္ဆာတရားကိုဦးစားပေးပြီးချစ်သူဟောင်းနဲ့ခီးသွားမယ်စီစဉ်ကိုညင်းပယ်ခဲ့တဲ့ဘုံမော်ရွှေရဲ့ပြသတဲ့ဆုံးဖြတ်ချက်ပေါ်မှာဘလို့မြင်ကြလဲလူလာသလားစိတ်ထားပါလားရေဘုံမော်ရွှေလိုပဲချီးကျူးခြင်းကြလားမိတ်ဆွေတို့ရဲ့အမြင်သဘောထားတွေကိုလည်း comment မှာမျှဝေဆွေးနွေးပေးပါအောင်ရှင်အားပေးနှဆိုင်ခဲ့ကြတဲ့အတွက်ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဥပညာရှင်တွေရဲ့ပုံရိပ်တွေနဲ့ဥပညာလှူချမှုများကိုပရိသတ်ကြီးတို့ချိန်နဲ့တပင်းကြီးသိရှိရဖို့အတွက် တင်ဆက်ပေးမှာပြလို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်မီဒီယာတခုကိုမတူတလို့မတန်တလို့ဆက်ဆံလိုက်လို့လူပြောများနေတဲ့တင်စာဝင်းကျော်မင်္ဂလာပါဒီအပိုင်း Twitter နဲ့ Facebook မှာလူပြောများဆုံးဖြစ်နေတဲ့ video file လေးတခုကြောင့်ပြောပြကြပါမယ်။ဒါကတော့အမှုပညာရှင်တယောက်နဲ့မီဒီယာတွေကြားပြည့်လေးပြတ်တာမရှိတဲ့ညီကွေးပါပဲ ုံမဲ့ဆိုရင် forshare တက်တဲ့တင်ဆောင်ဝေးကြော်တရားမီဒီယာတခုကအင်တာဗျူးပေါ်နှုတ်ဆက်တာကိုလုံးဝလုံးဝဖတ်မလို့ပဲနဲ့မျက်နာလွဲပြီးခက်တီတီပဲဖျက်ရှောက်သွားကြတာပါဒီပုံစံကိုကြည့်ပြီးအချို့ကတင်ဆောင်ဝေးကြော်ဘဝင်မြင့်သွားပြီးအယမ်းချီတာပဲလို့ဝေဖန်နေကြပါတယ်တကယ်တော့နုပညာလောကသားတွေအသေးဆုံးကတင်ဆောင်ဝေးကြော်ရဲ့စိတ်ထားပါသူမကပြင်ပန်းမှာဟော်ရီလန်နေဆိုပေမဲ့တကယ်တမ်းကျတော့သဘောထားပြေဝပြီးဇပုစရံနေပေါ်ကုညီတဲ့သူအလိုအတန်လက်မနေသူတယောက်ပါ ဒါဆိုရင်ဒီလောက်သဘောကောင်းတဲ့သူမကဘာကြောင့်ဒီမီဒီယာတခုတည်းကိုမှကွက်ပြီးတော့မတူသလိုမတန်သလိုဆက်ဆံနေကြတာလဲအဖြေကတော့ကြောင်းမဲမဟုတ်ပါဘူးအတိုင်းဝိုင်းကကြားသိရသလောက်ဆိုရင်တင်စာဝင်းကျော်ချုံနောင်မိခင်ရတဲ့ကိစ္စတွေနဲ့မူလဆာဟာတခုသူမလေးလူရှုခဲ့တဲ့မီဒီယာကတင်ဆက်လိုက်တဲ့ဓာတ်ပုံနဲ့သတင်းတွေကြောင်းလို့ဆိုကြပါရည်ကိုဘွားကိုထိခိုက်နေတာအောင်စိုးစုံချင်နေရအောင်တွန်းပို့ခဲ့သူတယောက်ကိုပြန်တွေ့တဲ့အခါပြုံးပြဖို့ဆိုတာဘလို့မှပြန်နိုင်ပါဘူးဒါကြောင့်သူမရဲ့တုတ်ပြန်မှုကမောင်းမှချင်းမဟုတ်ပဲအမြင်ကက်လို့ခြေလိုက်တာဆိုရင်ပုံမှန်ပါလိမ့်မယ် ။သူမအနေနဲ့မီဒီယာကျင်းဝတ်ရာသူမကိုဒုက္ခပေးတဲ့မီဒီယာကိုညှဉ်းဆန်ခွင့်ရှိပါတယ်။သင်ဆောင်ဝင်ကျော်နေရမှာသာကိုရိုင်းဆိုရင်ရောကိုကိုဒုက္ခရအောင်လုပ်ခဲ့တဲ့မီဒီယာကိုပြပြုံရှူရှင်းဖြေးကြမလားဒါမှမဟုတ်သင်စာလိုပဲပြပြတသားလေးလို့ရှူမလားကိုသဘောထားလေးကိုကွန်မန့်မှာပြောခဲ့ပေးပါဦးရှင် တထေးကတော်ဆိုပေမဲ့တခြားမင်းသမီးတွေလည်းမဟုတ်ပဲယူသားကဟန်ဆောင်မှုကင်းတဲ့အပြုမှုတစ်ခုကြောင့်အလုံးကားချစ်ခင်နေကြတဲ့မိုးယူဆန်မင်္ဂလာပါပရိသတ်ကြီးပြည့်တဲ့အိုးကဘောင်းပင်မခက်မပြည့်တဲ့အိုးကဘောင်းပင်ခက်တယ်ဆိုတဲ့သကပုံရှိတယ်လို့ပဲတကယ်တမ်းပြည့်စုံကြွယ်ဝတဲ့သူတွေကတော့မိမိတို့ပိုင်ဆိုင်မှုတွေကိုထုံမကျွားပဲအေးအေးဆေးဆေးနေတတ်ကြပါတယ် ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ဇနီးတဲ့တတိကတော်ဖြစ်ပါလျက်နဲ့ငွေကုံမမောက်ပဲရိုးရိုးရှင်းရှင်းနေထိုင်တလုံးလုံးပရိသတ်တွေပို့ချင်နေရတဲ့မင်းသမီးကျောင်းမိုးယူဆန်အကြောင်းကိုပြောပြပေးခြင်းပါတယ်။မိုးယူဆန်ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ပရိသတ်တွေပြေးမြင်မိတာကတော့အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ချစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်မင်းသမီးလေးတစ်ယောက်ပါပဲ။တချိန်ကမိုးရံထီဆိုင်ရဲ့အလမဲ့အဖြစ်အမှုပညာလောကတွေကိုစတင်ဝင်ရောက်လာခဲ့ပြီးတော့ TV ကြော်ညာတွေဗီဒီယိုဇာတ်ကားတွေနဲ့ပရိသတ်ချစ်ကိုသိမ်းပိုက်ခဲ့တဲ့သူပါ အောင်မြင်မှုထိတ်တန့်ရောက်နေချိန်မှာပဲသူမရဲ့ချစ်သူလက်ရှိခင်မုန်းဖြစ်သူစီးပွားရေးလုပ်ငန်းရှင်ကိုစွမ်းသူမိုးနဲ့လက်ထပ်ပြီးတော့အနုပညာလောကကနေခေတ္တအနာယူကောင်မိသားစုဘဝကိုတည်ဆောက်ခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲကိုစွမ်းသူမိုးဆိုတာမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးပါ။ဒါကြောင့်မိုးရွာဟာဘာမှပူပင်စရာမလိုပဲစီစဉ်ဥစ္စာပြည့်စုံတဲ့တတိယကြော်ဘဝကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ လက်ရှိခေတ်ကာလမှာတချို့သောအနုပညာရှင်တွေဆယ်လီတွေဟာတတိကတော်ဖြစ်လာပြီးဆိုရင်လူမှုကွန်ရက်ပေါ်မှာကြွယ်ဝမှုတွေကိုထုတ်ပြလေးရှိကြပါတယ်။ခင်မုန်းတဲ့ကဆင်နဲ့သိန်းတောင်းချီတန်းတဲ့စိန်တွေရွှေတွေ brand တွေအိတ်တွေကိုဝတ်ဆင်ပြီးတော့ငါဘလောက်ချမ်းသာလဲဆိုတာကိုပြသလေးရှိကြတာထုံးစံလို့ဖြစ်နေပါပြီ။ဒါပေမဲ့မိုးယူဆန်ကတော့အဲ့ဒီလိုမဟုတ်ပါဘူး။သူမကဒီလိုအပြိုင်ဆိုင်ကြွားဝါမှုတွေကြားမှာတီးတဲ့အကွဲထွက်နေတဲ့ကျဲတပွင့်ပါပဲ။ သူမရဲ့လူမှုကွန်ရက်အစာမျက်နှာတွေကိုကြည့်လိုက်ရင်ငွေကုန်မောင်းနေတဲ့ပုံရိပ်တွေတံပိုးကြီးပစ္စည်းတွေနဲ့ဖိစီးနေတဲ့ပုံရိပ်တွေကိုမတွေ့ရသလောက်ပါပဲအရင်အစားချစ်စရာကောင်းတဲ့သသားမိမိတွေနဲ့ပျော်ရွှင်နေတဲ့ရိုးရှင်းတဲ့မိသားစုပုံရင်လေးတွေကိုအမြဲတွေ့မြင်နေရပါတယ်အထူးသဖြင့်မကြသေးခင်ကသူမသွားရောက်ခဲ့တဲ့ခရီးစဉ်တွေကသူမရဲ့ရိုးသားဟန်ဆောင်မှုကင်းတဲ့စိတ်ထားကိုသက်သေပြနေပါတယ်ပြည်တွင်းခရီးစဉ်အင်းလေးဖျားဖူးပဲဖြစ်ပါတယ် ပြပါခေးစဉ်ဗုဒ္ဓဂ aya ဖျားဖူဝဲဖြစ်ဖြစ်မိုးရွံ့ဆန်ဟာအတမန်အရက်သူတယောက်လိုပဲဝိစဉ်သွာလာတာတွေ့ရပါတယ်။လက်ဘေးနေရွက်နဲ့လက်တွေမှာတိမ်တောင်းချီတန်တဲ့ရတနာတွေဝိစဉ်ပြီးတော့ဂုံပကသနာပြတာမျိုးမရှိပဲပေါ့ပေါ့ပပနဲ့အေးချမ်းစွာကုသိုလ်ယူနေတဲ့ပုံရိပ်လေးတွေကပရိသတ်တွေရဲ့နှလုံးသားကိုအေးမြစေခဲ့ပါတယ်။ တကယ်တော့မိုးရွစံမှာဝစ်စရာမရှိလို့မဝစ်တာမဟုတ်ပါဘူး။ခင်မွန်းတဲ့ရဲ့ကြွယ်ဝချမ်းသာမှုနဲ့ဆိုရင်တကူလုံးရွှေချထားလို့တောင်ရပါတယ်။ဒါပေမဲ့သူမကတကယ်တန်ဖိုးဆိုတော့ရုပ်ဝတ္ထုပစ္စည်းတွေပေါ်မှာမမူတည်ဘူးဆိုတာကိုနားလည်ထားတဲ့ရင့်ကျက်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေလို့ပါပဲ။ပကာသနာတွေမပါပဲရိုးရိုးလေးလှနေတဲ့မိုးရွစံရဲ့ပုံစံကပြည်သက်တွေအတွက်တော့ပိုပြီးတော့တန်ဖိုးရှိပိုပြီးတော့လေးစားစရာကောင်းနေပါတယ်။ တတိကတော့ဖြစ်ပေမဲ့မာနာမကြီးပဲရိုးသားပြုစင်တဲ့အပြုံးလေးတွေနဲ့ဘဝကိုဖျက်ဆီးနေတယ်။မိုးရိုးဆန်ရဲ့စစ်မှန်တဲ့ချမ်းသာမှုဆိုတာဒါမျိုးပါလားလို့တတ်တည်ပြနေတယ်လို့ပါပဲ။ကဲပရိသတ်ကြီးချမ်းသာကြွားပေမဲ့ဂုံပကာသနာမမတ်ပဲရိုးရိုးရှင်းရှင်းနေထိုင်တတ်တဲ့မိုးရိုးဆန်ရဲ့နေထိုင်မှုပုံစံကိုသဘောကျရဲ့လား။ရွှေမဝင့်လေလာပြီးသားဆိုတဲ့မိုးရွှဆန်ကိုချစ်ရင်မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ပန်နကုတ်ရောက်ကမှတထေးကြီးကိုတောင်းလေးစားမှုမရှိပဲခုလိုပြုတ်မှုဆက်ဆံတဲ့ပန်နကုတ်အမေနဲ့အမရဲ့ကြောင့်ခွင့်ချလာတဲ့လင်းမြဖို့တော့ပန်နကုတ်မေကကိုဗစ်ဖြစ်နေချင်းတက်ခဲ့ပေးထားတဲ့ကျေးဇူးမှမထောက်ခမီးခမက်လင်းမြဖို့ဖေကိုစိတ်ဆူစောကားကြောင့်တရင်နေထွက်လာပါရယ်အားလုံးတိကျတဲ့အတိုင်းအနောက်ရက်တခုမှရောက်ကမဆိုတာဒုတိယမိဘလို့သတ်မှတ်ကြပေမဲ့တပတ်သက်လေးစားမှုတစ်ခုတည်းနဲ့တော့ရှေ့ဆက်ဖို့ခက်ခဲပါရယ်ဒီအပိုင်းလူပညာလောကမှာပူလောင်ဆုံးဖြစ်နေတဲ့ပန်နကုတ်ရဲ့မိသားစုရှုပ်တော်ပုံမှာအခုတခါပေါ်ထွက်လာတဲ့အမှန်တရားကတော့တော်တော်လေးအံ့ဩစရာကောင်းလာပါရယ် ဂျာကတော့ပန်ဒီကွန်ရဲ့ဇနီးတဲ့လေးမြတ်ဖို့ကစမိုင်းရဲ့တော်ရင်ဖြစ်သူကဖွင့်ချလာတဲ့ရောက်ခမဘောဆက်ဆံပုံဇာလမ်းမှာပဲအစာပိုင်းတုန်းကတော့မိခင်ဖြစ်သူဒေါခင်ကျူဟာတားနေချိန်မှာကမောက်မာတဲ့မိဘကိုဆွံ့ပစ်တယ်လို့ပြောခဲ့တာကြောင့်ပရိသတ်တွေကပန်ဒီကွန်တို့ဇနီးမောင်နှံကိုထင်လွှဲခဲ့ကြပါရယ်။ဒါပေမဲ့လက်တွေ့မြေပြင်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကတော့မိုးနဲ့မြေလိုကွာခြားနေပါရယ်။အတော်ဖြစ်သူရဲ့ပြောချက်ရအဓိကပြဿနာရဲ့မိဘဟာမလေးစားမှုကနေစတင်ခဲ့တာပါ။ပန်ဒီကွန်ရဲ့လင်းမြက်ဘူးတို့တူရကီနိုင်ငံကိုခီးထွက်နေတဲ့အချိန်မှာ ပိုင်နဂုံးရဲ့မိခင်နဲ့အမားဖြစ်သူတို့ဟာပိုင်နဂုံးရဲ့တန်းခေါက်မှာလာရောက်နေထိုင်ခဲ့ကြပါတယ်။ဒီလိုနေထိုင်စဉ်ကာလမှာကျေးဇူးတရားမေစာလင်းမြတ်ဘူးရဲ့မိခင်ရအရှင်ပိုင်နဂုံးရဲ့ရောက်မှတွေကိုမကြောက်မနာသာဆဲဆူစော်ကားကြတယ်လို့သိရပါတယ်။ဒီကိစ္စကိုအင်ကူရီကနေတစင်ပြန်သိရတဲ့အခါလင်းမြတ်ဘူးတယောက်ဘလို့မှသိမခံနိုင်တော့တာဖြစ်ပါတယ်။နိုင်ကလေးတယောက်အနေနဲ့ကိုကိုစော်ကားရင်သိခံနိုင်ပေမဲ့ကိုကိုမွေးထုတ်ပေးထားတဲ့မိခင်ရှင်ခေါက်ကအထူးသဖြင့်ကုန်တရေရှိလူချမ်းသာမိဘတွေကိုပါထိပါလာတဲ့အခါမှာတော့ဘယ်သူမှငြိမ်ခံနေမှာမဟုတ်ပါဘူး ပို့ဆိုတာကဒီကိစ္စကိုဖြေရှင်းဖို့ပိုင်နဂုံးရဲ့မိခင်ဒေါခင်ကျူကိုဖုန်းဆက်မေးမြန်းတဲ့အခါမှာမိခင်ဖြစ်သူဟာသမီးကိုစုံမရမယ့်စားကိုယ်တိုင်ပါဝင်ပြီးရောက်မတွေကိုချက်မဲ့ဆော်ကားခဲ့တယ်လို့ဆိုပါရည်။ဒါကြောင့်လည်းပိုင်နဂုံးရဲ့နေမြဖူးလို့ဟာမိဘတွေကိုဆက်သွယ်ဖြတ်လိုက်ရတဲ့အဆင့်ထိရောက်သွားခဲ့တာပါ။တကယ်တမ်းပြန်ကြည့်ရင်နေမြဖူးတို့မိသားစုဟာပိုင်နဂုံးရဲ့မိခင်ပေါ်မှာကျေစုမကင်းခဲ့ပါဘူး။ပိုင်နဂုံးထိမ့်သိမ့်ခံရပြီးတော့ထောင်ထဲရောက်နေချိန်မိခင်ကြီးကိုပေးဖြစ်ပြီးအောက်ဆီဂျင်ပြတ်လက်ခါတက်နေရဆုံးရတဲ့အချိန်တုန်းကတော့ ။လင်းမြတ်ဖူးနဲ့သူမရဲ့ဖခင်ပန်တခုရောက်ကမတို့ကပဲအောက်ဆီဂျင်ရောက်အောင်ရှာဖွေပြီးတော့အသက်ကယ်ခဲ့ကြတာပါ။ကိုသက်တခင်ကျေးဇူးရှင်ဖြစ်တဲ့ပြင်တာရဲ့ရောက်ကမတွေလည်းဖြစ်နေတဲ့သူတို့တွေကိုတော့အာနာမမရှိပဲလေးစားမမရှိပဲဆက်ဆံခဲ့တဲ့လူရက်ကတော့တော်တော်လေးရုပ်ဆိုးလုံးပါရီ။မင်္ဂလာဆောင်တော့ကလည်းပြဿနာရှာလို့တာဖြစ်သူမျိုးရေးကြကြရသလိုငါးနှစ်တာချစ်သူတန်တန်တစ်လျှောက်လုံးမှလည်းလင်းမြတ်ဖူးကပဲတိခံပြီးတော့ပေါင်းသိခဲ့တာလို့တော်ဖြစ်သူကရှင်ဖွင့်လာပါရီ။ပန်တကွန်ရဲ့မိခင်အနေနဲ့တားကိုချစ်တဲ့စိတ်ပိုင်ဆိုင်လို့စိတ်တွေရှိကောင်းရှိနိုင်ပေမဲ့ တားရဲကုန်သိက္ခာနဲ့တားရဲရောက်ကမတွေပေါ်ထားရှိရမယ်လေးစားမှုကိုတော့မေ့ရနေပုံရှားပါတယ်တသမီးအိမ်အောင်ကြိုင်ကိုမပိုင်တော့ဘူးဆိုတဲ့အမှန်တရားကိုလက်မခံနိုင်သေးတော့ဒီမိသားစုပြဿနာကပြည်လေဖို့ခက်ခဲနေအောင်ပါပါကေပရိသက်ကြီးကိုသက်ကိုကဲကဲဘူးတွေချွေးမရဲ့မိဘတွေကိုတောင်းအခုလိုဆက်ဆံခဲ့တဲ့ပိုင်းတကွရဲ့မိခင်နဲ့အမဖြစ်သူရဲ့လောက်ရပေါ်မှာဘယ်လိုမြင်ကြလဲတိခင်မှုမှာလည်းကန့်သက်ရှိတယ်ဆိုတဲ့လင်းမြဘူးလိုဘက်ကရောကိုချင်းစာမိကြလားမိတ်ဆွေတို့ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာပို့ပွင့်လင်းလင်းဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင် အားပေးနှဆိုင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်ပဲရှင်။ဒီနေ့အောင်လည်းပဲနှုတ်ဆက်ခဲ့ကြပါရစေ။အားပေးနှဆိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်။